ဘဝမှာဘာကြောင့်ဖုံဖုံတို့တူတူညင်ညင်ချမ်းချမ်းအေးအေးဆေးဆေးမနေကြရတလေဒီစိတ်နှလုံးဟာအနှောင်အဖွဲ့တွေနဲ့နေနေလို့ဟုတ်လားအလိုရှန္ဒာတွေမကျေနပ်မှုတွေမတိမှုတွေဒါတွေအနှောင်အဖွဲ့တွေရဲ့ခေါင်းဆောင်ကြီးတွေပဲလေတခုကိုဖုံဖုံတို့လိုချင်နေတယ်တောင်းတနေတယ်ဆိုရင်စိတ်ကမလွတ်လပ်တော့ဘူးလောဘနှောင်ဖွဲ့ထားတယ်လိုချင်မှုကြီးရင်ကြီးတော့ဒီစိတ်ကလှုပ်ကိုလှုပ်မရဘူးဟုတ်လားဟာမကျေနပ်မှုကြီးရင်ရောအနှောင်အဖွဲ့ပဲနော် ခဏခဏတတိယရဲမုံတဲ့လူတွေကိုဟုတ်လားဒီမကျင်တဲ့စိတ်နဲ့ကြိမ်ဖန်များစွာတွေးတယ်စိတ်ကမကျင်နှံ့မှုထဲမှာပဲမြုပ်နေဟုတ်လားအဲ့လိုပဲမသိမှုသိအောင်လည်းမကြိုးစားဘူးဒီလိုပဲဘုရုဘွားရနဲ့ပဲနေနေတာသူလည်းပဲပါလို့အနှောင်ဖွဲ့တမျိုးပဲနော်အဲ့ဒီအနှောင်ဖွဲ့ကိုဘုံဘုံတို့ဘယ်လိုခေါ်တော့တန်ရောရှင်နော်စိတ်နှလုံးကိုပူလောင်စေတဲ့လို့အဲ့ဒီတရားတွေကိုပဲနောက်ထပ်ဘယ်လိုနာမည်ပေးသေးတော့ကိလေသာ ဟုတ်လားစိတ်ကိုမလွတ်လပ်အောင်နှောင်ဖွဲ့ထားတဲ့လို့တန်ရောစဉ်လို့ခေါ်တယ်။စိတ်ကိုပူလောင်အောင် ရှုပ်မြိုက်တဲ့လို့ကိရိတာလို့လည်းခေါ်တယ်။ဟုတ်လားစိတ်ကိုအမှန်တရားကိုမမြင်အောင်ရှေ့အန်တွေဖုံးကွယ်ထားတဲ့လို့နိဝရဏလို့လည်းခေါ်တယ်။ရေလိုင်းကြီးများလို့နော်တတ္တဝါကိုအပေလေးပုံတီအောင်ဆွဲပြီးတော့နှစ်တက်လို့အကျိုးမဲ့ပြည့်စည်ခြင်းဖြင့်ပြည့်စည်အောင်ဆွဲပြီးတော့နှစ်တက်လို့ဩဃလို့လည်းခေါ်တယ်။အရင်မူသမားတယောက်လို့သဘာဝတရားတွေရဲ့အမှန်ကိုဘာမှမသိအောင် ဖုံးကွယ်ထားတယ်လို့လှည့်စားထားတယ်လို့အရက်နဲ့လည်းတူသေးတယ်။မနေ့ကအဲ့ဒါကိုပြောစရာကောင်းတယ်မပြောခဲ့ရဘူး။ဟုတ်လား။မနေ့ကပဂတိအရက်ကြီးပဲပြောရင်းနဲ့အချိန်ကုန်သွားတာအာတဝအရက်ကိုမပြောခဲ့ရဘူးနော်။တကယ်တမ်းကဒီကိလေသာတရားတွေကိုလည်းမြတ်စွာဘုရားအာတဝဆိုတဲ့နာမည်နဲ့မဟုတ်ဘူးလား။နော်လောဘရဲ့ဒိဋ္ဌိရဲ့မောဟရဲ့ဒီတရားသုံးမျိုးကိုမြတ်စွာဘုရားအာတဝလို့ခေါ်တာလေ။အာတဝဆိုတာကတော့အရက်အရက်မူသမားမှအမှန်မသိတာမဟုတ်ဘူး။သူကတော့ အာတဝနှစ်ထပ်ကွန်းလို့ပြောနိုင်တယ်ဗောနော်ပင်ကိုအာတဝရှိနေတယ်လို့ပဂတိအရက်ကလည်းထပ်တောက်ထားတယ်ဆိုတော့သူ့ဥစားကအမှန်ကိုမြင်နိုင်ကြအကြောင်းကိုသိပြီးတော့မရှိတော့ဟုတ်လားပဂတိအရက်ကိုမတောက်မြို့တော့လည်းပဲတတိမရှိလို့ရှိရင်အမှန်မသိလို့ရှိရင်စိတ်နှလုံးဟာအာတဝအရက်ကြောင့်မူးဝေနေဦးမှာပဲသူကလည်းပဲအမှန်မသိနိုင်သေးဘူးเนาะအဲ့လိုနှစ်မျိုးရှိတာကိုဘုံဘုံတို့ဘာလို့မလို့နားလေရကိုယ့်ရဲ့စိတ်နှလုံးကိုငြင်းငြင်းအေးအေးနဲ့ တကယ်ကိုပဲအဆင့်မြင့်တဲ့ချမ်းသာနဲ့ဘဝမှာနော်နေနိုင်သွားခြင်းနဲ့ဆိုရင်ဘုန်းဘုန်းတို့ဟာအပမာဒလိုအပ်ချက်ကိုဖြည့်ဆည်းပေးဖို့လိုတယ်။အပမာဒလိုအပ်ချက်ကိုဖြည့်ဆည်းမပေးနိုင်ဘူးဆိုရင်ကိုလိုလားတောင်းတာတဲ့အဆင့်မြင့်တဲ့ငြိမ်းအေးတဲ့ချမ်းသာနဲ့ဘဝမှာနေနိုင်မှာမဟုတ်ဘူးနော်။ကိုကိုလောင်လောင်ရှုပ်ရှုပ်ထွေးထွေးနေရင်းနဲ့ပဲသွားမှာပေါ့